က်တလုံးဝယ်ပေါ့ဘက်ဆောင်ငါးသိန်းကျော်6သိန်းလောက်ပဲပုံမြင်တဲ့သူတွေအတွက် VM ကနေအသိမိတ်ဆက်ထားတဲ့ season 1ကြောင့်ပြောပြပေးမယ်ဒီဖုန်းမှာ6300မီလီယံပါဝါဘက်ထရီနဲ့45ဝက်ချာဂျင်ပါတယ်နိုင်ဝက်ကျော်အားသွင်းရုံနဲ့50%ဝန်းကျင်ရတယ်သူသေးတဲ့တခြား official ဖုန်းတွေနဲ့ရှင်ဒီကောင်အောင်နော်ဘက်ထရီနဲ့ချာဂျင်ပိုင်ကောင်းတယ်လို့ပြောတယ်6300မီလီယံပါဝါဘက်ထရီပါတယ်ဘတ်ဂျက်ဖုန်းလို့ပေါ့နော်ထူမယ်လေးမယ်လို့မထင်လိုက်နဲ့ တက်ကက6.79 mm ဝိတ်က196 gram ပဲရှိရတယ်တော့ထူတယ်လည်းမပါဘူးပဲเนาะလေးရတယ်လည်းမပါဘူးပြီးတော့ဒီက Realme C71 ကကျွန်တော်တို့သူ့ရင် generation ဖြစ်တယ်ပေါ့เนาะ Realme C61 နဲ့ရှင်ကျွန်တော်တို့ upgrade လုပ်ထားတာတော်တော်များတယ်ပြီးတော့ feature တွေလည်းပိုးစုံလာတယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ phone ဝင် call တွေ notification တွေကို color မျိုးမျိုးနဲ့ချက်ပြောက်ပေးနိုင်တယ် fast light ဆိုတာပါလာတယ်ဒီဖုန်း Official Global အလုံးစုံဆိုတော့ပြီးရင်ပါလေ Google Gemini နဲ့တူပေါ့နော်။တည်နေတာတွေအလဲရှာဖို့အတွက် Circuit to Search လဲတုံးလို့ရမယ်။ တခြားရဲ့ feature အနေနဲ့ဆိုရင်သူဖုန်းပြောတဲ့အခါမှာပေါ့နော်ပေါင်းရင်းညင်ကစဉ္ညာတန်တွေကို short ချပေးနိုင်တယ် filter လုတ်ပေးနိုင်တယ် AI ကို light reduction 20လောက်ပါမယ်ဒီ feature က Realme C61 တော့လည်းပါတယ်မှတ်တာပဲပေါ့နော်အဲဒါမဲ့ဒီမှာကတော့20ဖြစ်သွားတယ်ဘာမှမဖြစ်ပါဘူးကျွန်တော်တို့အခုလိုမျိုး feature တွေကိုတန်ဖိုးနဲ့ entry level budget ဖုန်းတွေမှာထည့်ပေးလာတာတော်တော်သဘောကျတယ်ဓာတ်ပုံတွေပြင်ဖို့ဆိုရင်ကျွန်တော်မျက်နှာကိုပိုးကြည့်ပိုချောတော့အောင်လုပ်ပေးနိုင်တယ် AI clear fit ပါမယ်ပြီးတော့ဓာတ်ပုံတွေက object တွေကို fit နေလာအောင်လည်းပေါ့နော်ကောက်လုပ်ပေးနိုင်တယ် AI image matrix ဆိုတာပါမယ် အဲကောက်လုထားတဲ့ဟာတွေစတစ်ကလုတ်ချင်တာပဲဖြစ်ဖြစ်တခြားပုံမှာပြန်ပေါင်းထည့်ချင်တာပဲဖြစ်ဖြစ်ရတယ်ကင်မရာမိုင်းတွေ50 megapixel sensor flicker sensor လေးနဲ့တွဲပေးထားတယ်စပီဒါသုံးပေးထားတာက5 megapixel sensor ပါကင်မရာ feature အနေနဲ့ဆိုရင် UFO filter တွေပြင် play simulation တွေပါပါလာတွေ့ရတယ် this we want one of the seven dot db lcd panel ကိုတုံးပေးထားတယ် vmb c61 တော့လည်းရှင် refresh rate ပုံမြင့်လာလို့ပဲဗောနော် brightness လည်းပိုကောင်းလာတယ်အဲ့လိုပဲ IP radio အပိုင်းမှာလည်းဒီကောင် improve ဖြစ်လာတယ်။ဒါပေမဲ့ Realme C61 တော့က IP 5040ပဲ support လုပ်ခဲ့ပေမဲ့လည်းပေါ့နော်။အခု C71 မှာ IP 64ဖြစ်သွားပြီ။ဒါတော့ပုံမှန်သေးတယ်အနေနဲ့အတူတော်တန့်ရေးစင်ရေးစွာတွေလည်းခံနိုင်မယ်။ ကိုယ်နဲ့မတော်တဆရေဝင်သွားရင်လည်းစပီကာရဲ့အောင်းရည်ရည်တွေကိုဆောင်းဝေးဒီ vibration နဲ့ပြန်ထုတ်ပေးနိုင်တဲ့ sonic wave ejection စနစ်ပါတယ်ဒီကောင်ရေဝင်မှမဟုတ်ဘူးပေါ့နော်ကျွန်တော်ဟိုဖုန်းလေးပါးတွေဝင်နေလို့စပီကာတန်ရှင်းလုတ်ချင်တဲ့အခါမျိုးတွေမှာလည်းသုံးလို့ရတယ်သုံးတဲ့အခါမှာ volume အမြင်ဆုံးထားပြင်ပို့ကောင်းတယ်ဒီကောင်မှာပါတဲ့ mono speaker ကဥက္ကဋ္ဌ percent volume ဒီတင်လို့ရပါတယ် ။ Honor Fighter Unisoc ရဲ့ T9150 SoC ကိုသုံးပေးထားတယ်။ဒီကောင် Realme C61 မှာတော့သုံးခဲ့တဲ့ T12 ရဲ့ပေါင်းပေါ်မှာလည်းတိတ်တော့မကွာဘူး။ RAM 4GB Storage 128GB နဲ့ RAM 6GB Storage 128GB ဆိုပြီးတော့ version 2မျိုးရှိမယ်။အဲအဲ့ဒီ Storage 128GB တွေကလည်းကျွန်တော်တို့ဒီ RAM expansion ကိုပေါ့နော်။ Track it ဒီယူသုံးလို့ရပါတယ်။ဒီ C71 လည်းနောက်ပိုင်းထွက်ပြီးရဲ့ဖုန်းလေးလိုပဲပေါ့နော်အချမ်းခံအောင်အတော်တော့ပြုတ်ကြလွတ်ကြအောင်မျိုးတွေခံတာအာမရှဲပရိုဒက်ရှင်ပါညာနေလုပ်ပေးထားတယ် အဲဒါကြောင့်လေဒီဖုန်းက military pressure resistant test မှာ3 star certification ကိုရထားတာပေါ့ဗျာအဲနောက်ဆိုတော့ Realme C71 ကဘယ်လိုဖုန်းမျိုးလဲဘယ်ပိုင်းတွေကိုဦးစားပေးထားရလဲဆိုတာတော်များများသိကြကြမယ်ဖြစ်ပါတယ်အဲတကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားသိချင်တာရှိသေးရဆိုရင်ကမအောင်လေးလိုက်ပါကျွန်တော်ပြန်ပြပြပါမယ်ဟုတ်ကဲ့ဒီလောက်ပါပဲ